Hello everyone လီယိုတို့ပြန်ဆုံကြပြန်ပြီနော်ဆိုတော့လီယိုတို့ဇူလိုင်လရဲ့ first week ကိုလီယိုတို့ရာသီပွားတပတ်တာသတင်းစကား weekly zodiac reading လေးနဲ့လီယိုတို့စဖွင့်လိုက်မယ်နော် so weekly zodiac reading ဆိုတာကအားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်ဒီတပတ်တာအတွက်ကိုဒီရာသီပွားတစ်ခုချင်းစီလိုက်တင်းတင်းတိထိုက်တဲ့ message အမိမိရဲ့ energy vibration frequency အတက်အကျောင်းဖမ်းပြီးတဲ့ reading အမျိုးအစားဖြစ်တယ်အဲ့တော့ short message ပြီးတဲ့ reading ဖြစ်ပါတယ်ဆိုတော့ဇူလိုင်လ တရက်နေ့ရနေ့ရှိရနေ့အထိအကျုံးဝင်မယ်ပေါ့နော်ဒီ message ကဒီ video clip လေးကအဲ့တော့ message တွေကိုဘယ်လိုပွားများပြီးဖတ်မလဲဆိုရဲအခါကျတော့ sun sign တခုတည်းမှာမဟုတ်ဘူးပေါ့နော်မိမိရဲ့ moon sign တို့ rising sign တို့သိရဆိုလို့ရှိရင်လည်း message တွေကိုပွားပြီးရောဖတ်လို့ရတယ်ဆိုကြပါဆို if you are sun leo moon gemini rising pisces ဆိုလို့ရှိရင်တော့ leo တို့အဲ Gemini မှာလည်းကြည့်လို့ရမယ် Leo မှာလည်းနားထောင်လို့ရမယ် Pisces clip လေးကိုလည်းသွားနားထောင်ကြည့်လို့ရမယ်အဲ့ဒီမှာကိုယ်နဲ့ကိုက်ညီတဲ့ message ိုယူပေါ့နော်ဒါကတော့အဲတပတ်တိုင်းတပတ်တိုင်းစောင့်ကြည့်နေရသူတွေဆိုသိရကိုနဲ့ဘယ်ဆိုင်နဲ့ match ဖြစ်လဲဆိုတဲ့ဥစ္စာပေါ့နော်အဲ့တော့အဲ့ဒီ match ဖြစ်တဲ့အတိုင်းလေးကိုပဲလီယိုတို့အပတ်တိုင်းအပတ်တိုင်းလာတိုင်းလာတိုင်းနားထောင်သွားလို့ရပါတယ်နောက်တစ်ခုကလီယိုစီမှာရတဲ့ available packages အသေးစိတ်တွေကိုကြတော့လီယိုဒီ video clip ရဲ့အဆုံးပေါ့နော်အဆုံးပိုင်းမှာတခုချင်းစီကိုလီယိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ် okay အဲ့တော့လီယိုတို့ဒီ July 1ရက်နေ့ကနေ6ရက်နေ့အတွက် energy ကိုကြည့်မယ် okay အဲ့တော့ထုံးစံတိုင်းလေးကို Aries ကနေစလိုက်မယ်နော်အဲ့တော့ Aries မိသားယာသီဘွားတွေအတွက် summarizing ဖြစ်ပါမယ်အဲ့တော့ Aries တွေအတွက် July 1st to 8ကဘယ်လိုရတဲ့တပတ်မျိုးဖြစ်မလဲပေါ့နော် Aries, thank you so much. One more card, please. အဲရစ်ဒီဒီတပတ်တာကာလအတွင်းမှာကုညီမဲ့မိတ်ဆွေပေါင်းတင်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းကိုင်ငံနဲ့ဆက်ဆက်ပြီးတော့ကုညီမဲ့မိတ်ဆွေတွေ့ရတပါတယ်နော်တချို့ကြောက်ရလဲဒီ visa ကိစ္စတို့ကြောင်းလျှောက်တဲ့ကိစ္စတို့ရုံးကိစ္စတို့เนาะ server side နဲ့ prepare လုပ်တဲ့ကိစ္စတွေနဲ့ဆက်ဆက်ပြီးတော့ကုညီပေးမဲ့သူပေါ်လာနိုင်ပါတယ်အရော်လီကိုခင်စားရတော့ကိုဟာမျိုးသားဆိုလို့ရှိရင်ကုညီမဲ့သူဟာမျိုးသမီးဖြစ်နိုင်တယ်ကိုဟာမျိုးသမီးဆိုလို့ရှိရင်တော့ကုညီပေးမဲ့သူဟာမျိုးသားဖြစ်နိုင်တယ် ကူညီကိုယူပါ အရန်ကောင်းပါတယ်အကူညီကိုကန်းလှင်လာတဲ့လက်ထဆောင်ကိုမပုတ်ချနိုင်လက်ခံလိုက်ပေါ့နော်ဒါ future အတွက်အရန်ကောင်းတယ်နောက်တချို့တွေအတွက်ကကြော်လေးကိုမြင်တော့ document preparation ပေါ့နော် documentation ပေါ့ survey site and preparation အလုပ်လျှောက်တာတို့ကတော့ကုန်ပါတယ်အကုန်ဆိုင်တယ်အဲ့လိုကိစ္စမျိုးတွေနဲ့ပတ်သက်ပြီးတော့ connection ရတာမျိုးပေါ့နော်တော်တော်လေးကောင်းတယ်ဒီ developer ကလာတွင်မှာစာချုပ်ချုပ်တာတို့အလုပ်နဲ့ပတ်သက်တဲ့စာချုပ်ချုပ်တာ contract renewal လောက်တာမျိုးလေးတွေဆိုလဲဖြစ်မြောက်လိမ့်မယ် လက်လက်လက်ခံတင်တယ် renew လဲလုပ်တင်တယ်လို့လူမျိုးစိတ်ထဲမှာခံစားရပါတယ် renew လုပ်တာပဲဖြစ်ဖြစ်အခုမှစပြီးတော့ contract ထိုးတာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ aries တွေအတွက်ကသူရဲ့ counter sign counter energy လေးတွေ့ရတယ်တော်တော်ကောင်းတယ်ပေါ့နော် all right so that's a message for aries okay လေရော next sign သွားမယ်နော် taurus ပြိတာ salmon rising နဲ့ကြည့်လို့ရပါမယ် Thank you so much. One more cup, please. ။ weekend တက်မဲ့ tourist တွေတွေ့ပါတယ်။နော်အဲ့တော့ပတ်စံကတော့ရနေမှာပဲ tourist တွေဒါပေမဲ့တခုပဲ။ဘာလဲဆိုရဲကကြတော့ဒီရရှိလာတဲ့ငွေကြီးအရင်းနှီးတွေကိုဘယ်လိုနေရာမျိုးတွေမှာအသုံးချရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့တိုင်ပတ်တက်ပါတယ်။ဒီဘက်တာကာလာအတွင်းမှာ tourist တွေတဲ့နော်။อืมเบม่าไม่อยากปูปอนเนาะกูเองเนี่ยมาเป้กูหนีหนีย่าดาမျိုးအလုံးနဲ့အိမ်နဲ့ပဲ daily routines နဲ့ပဲတိုင်ပတ်နေရမျိုးအိမ်ကိစ္စမိသားစုကိစ္စနဲ့ပဲတိုင်ပတ်နေရမျိုးပေါ့နော်ဘယ်မှမရောက်တဲ့ခါကျတော့တခါကျတော့ you might feel stuffy တဲ့နော်မွန်းကျက်လာတယ်လို့ခံစားတတ်တယ်တဲ့နော်စိတ်မှာမလွတ်လပ်တော့ဘူးလို့ခံစားတတ်ပါတယ်တဲ့ Taurus ကြီးအဲ့ဒါကြီးတခုတွေ့ရတယ်အလုံးစည်းပွားနဲ့ပတ်စံနောက်ကိုပဲလိုက်နေလာလို့လားမသိပေါ့နော်ဒါမဲ့ you gonna be all right အဲ့တော့ဒီ week ကတော့အကောင်းကြီးနဲ့အဆိုးကြီးနဲ့တွန်းတွဲနေရပါတော့ ကောင်းတာကတော့ခုနပြောသလို material အားဖြင့်ကတော့ Torres တွေက material ပိုင်ဆိုင်မှုအားဖြင့်ကတော့ကောင်းနေတယ်။ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာနဲ့ freedom ပိုင်းမှာကျတော့အားနည်းနေတာလေးကိုပြတယ်နော်။ဒါ Torres တွေ message ဖြစ်ပါတယ်။ All right Leo next sign သွားမယ် Gemini မိထုံရာဒီပွားကိုကြည့်မယ်နော်။အဲ့တော့ Gemini summarizing ယူလို့ရတယ်။ What's going to be your week? coming July 1st to 8th. Thank you very much. One more card. Gemini နေအတွက်အဆက်အသွယ်ဒီနော်အဆက်အသွယ်ပေါ့နော်တချို့ connections တွေပြတ်တောက်သွားဖို့ရှိရအခြေအနေနဲ့ပတ်သက်ပြီးတော့သိက္ကံမကောင်းဘူးကိုနဲ့ပတ်သက်နေတဲ့သူနဲ့ break up ဖြစ်သွားတာမျိုးတို့အရာကြီးအဆက်အသွယ်ပြတ်တောက်သွားတာမျိုးတို့ဒီလိုကိစ္စမျိုးလေးကြီးကြုံရတဲ့ ျမ်းမာရေးလည်း view ဆိုင်ဖို့လိုပါတယ် Gemini နေဒါပေမဲ့ Leo ခံစားရတာတစ်ဖက်မှာအကူအညီရက်ဆဲသွားတယ်ကိုလုံးမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ partner ကောင်းမိတ်ဆွေကောင်းတွေလည်းလွတ်လိုက်ရတယ်ဒါမှမဟုတ်လည်းအဆက်အသွယ်တွေပြတ်သွားတယ်ဆိုလို့ရှိရင်တစ်ဖက်မှာဆက်အသွယ်အတက်လေးတွေပြင်ရဖို့ရှိပါတယ်တဲ့အခြေအမှဆိုလို့ရှိရင်လည်း welcome to come ပေါ့နော်တိတ်စိတ်မြင့်မနေနဲ့စိတ်ညစ်မခံနဲ့နော် life is too short အဲ့တော့စိတ်ပင်မလည်းမခံနဲ့ပြီးသွားတဲ့ဆက်ဆံရင်ကပြီးသွားပြီ ကို့အတွက်အတိတ်ကအမြဲတမ်းရှိရဲ့လို့ပြတယ်။အဲ့တော့အမြဲတမ်းတကားတစ်ခုပိတ်သွားရင်နောက်တကားတစ်ခုကပွင့်မရတဲ့တပတ်လို့မှတ်လိုက်။ဒါဆိုလို့ရှိရင်ဘယ်ကိစ္စမဆိုအဲ့ဒီ topic အဲ့ဒီစကားလေးအောက်မှာထည့်ပြီးစဉ်းစားလိုက်။ဒါဆိုရင်ဒါ Gemini နေအတွက်ပြီးသွားပြီနော် first to 8က okay ။ Gemini လေးပဲ view ဆိုင်နော်။ All right, Leo next sign to me. Cancer. Someone rising at your Cancer, what's gonna be your week? Thank you so much. One more cut. Wow, 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 wow. Kenza. အလုပ်ကိစ္စကြောင့်တော့လကောင်းเนาะမိမိရဲ့စီးပွားရေးတော့ပတ်စံပေါ့ရစီရရှိရဲ့ရစီရရှိရဲ့ပတ်စံတို့ပိုင်ဆိုင်မှုတို့ရဖို့အတွက်ကိုခရီးသွားရတာမျိုးတွေကျွမ်းဝတတဲ့နောက်တစ်ခု cancel ရေးတဲ့တော့ပြီးခဲ့တဲ့လကအတုံးဆွဲတွေများခဲ့တာမျိုးတို့เนาะ ခုနပြောတဲ့ခီးသွားတဲ့ကိစ္စအကြောင်းမလို့ငွေကြေးကုန်စုံထားတာမျိုးတွေငွေကုန်ကြေးကျများထားတာမျိုးတွေရှိရဲဆိုလို့ရှိရင်ဒီတပတ်တာကာလတူမှာငွေတွေပြန်ဝင်လိမ့်မယ်ငွေကအင်မတန်မှတန့်နေရသီလားနော်ဘယ်လုပ်ပဲလုပ်လို့နော်အဲ freelance ပဲလုပ်လို့ကိုယ့်ရဲ့ product တွေရောင်းထွက်သွားတယ်အဲဒီလိုမျိုးပေါ့နော် အဲ့တော့ကိုယ့်ရဲ့အလုံးနဲ့ဆက်ဆက်ပြီးတော့လေတဲ့ဟိုဒီဒီသွားရတာမျိုးပေါ့နော် အနီးဝေးခီးတွေသွားရတာမျိုးတွေကျွန်မတက်ပါတယ်တော့ကိုယ့်ရဲ့မျိုးတွေเนาะကိုယ့်ရဲ့အိမ်ရနေမျိုးတွေသွားရတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းတခြားတနေရာတခြားတနိုင်ငံကိုရွှေ့ပြောင်းရတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒါအလုံးကိုယ့်ရဲ့ငွေကြေးနဲ့ဆက်ဆက်နေရလို့ Leo card မှာပြတယ် cancer အတွက်ကတော်တော်လေးကောင်းတယ် momentum တစ်ခုရတယ်เนาะအလုံးနဲ့ပတ်သက်တဲ့အချိန်တစ်ခုရပါတယ် okay All right, your next sign, Jimmy. Leo, they are the worried summarizing Joe and What's gonna be your week? Thank you so much. One more card, please, for Leo. All right. <clears throat> Excuse me. Sorry. Liuri ga oh so 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 oh so 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 you you have a past life or um past connections but no တိတ်ဘဝပတ်သက်ခဲ့တဲ့သူတွေရဲ့အကူအညီလေးတွေရမယ်လို့လူစိတ်ထဲမှာခံစားရတယ်။ကြိုးကြတော့အတိတ်ကပတ်သက်တယ်ဆိုတော့ကိုယ့်ရဲ့အတိတ်ကစွေမျိုးကိုယ့်ထက်အသက်ကြီးခဲ့တဲ့သူတွေပေါ့နော်မကိုယ့်နဲ့အမေတော်ဆက်ခဲ့ဘူးတွေအမတော်ဆက်ခဲ့ဘူးတွေအတော်တော်ဆက်ခဲ့ဘူးတွေဦးလေးတော်ဆက်ခဲ့ဘူးတွေအဲ့ဒီလူတွေဒီဘဝမှာတခြား form တစ်ခုနဲ့ပေါ့နော် ပြန်ပြီးကိုအကူအညီပေးတာ you are, you are going to get a lot of help sorry ချွေးချက် somux လေးပါလေးတောင်းမနော် project project ဒီပါကြော်ညာမှာမသိနော် so မလီယိုလိုချွေးချက်တယ်ဆို somux လေးတောက်လိုက်ပါပါညာ just kidding အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင် leo တွေအတွက်က a lot of help ပေါ့နော်အကူအညီကြီးအများကြီးရမယ်ရတဲ့ဘက်ဖြစ်တယ်အချို့ကျတော့လည်းကိုယ့်ရဲ့အတိတ်က ကိုနဲ့ပတ်သက်ခဲ့တဲ့သူတွေစီကနေအကူအညီတချို့ရတာအကူအညီလေးတခုတောင်းလိုက်ပါလိုရင်ကူညီပေးမယ်ဆိုတဲ့သူတွေပဲပြောထားပူပီးသားသူတွေပဲကိုယ့်ကိုလှမ်းပြီးတော့ဘာလို့လဲလို့ဒါပြောလုပ်ပေးမယ်ဆိုရင် connection မျိုးအကူအညီမျိုး help မျိုး multiple help လို့လျှော့စေတယ်မှာခံစားရတယ် Leo ရဲ့ week ကတော့ very furry and energetic ဖြစ်ပါတယ်ကိုဦးဆောင်လုပ်နေတဲ့ကိုဦးဆောင်မီဆောင်ရွက်နေတဲ့ အသင်းဘွဲ့မှာဦးဆောင်နေရတာမျိုးပဲဖြစ်ဖြစ်ကိုပိုင်စီးပွားရေးဦးဆောင်နေရတာမျိုးဖြစ်အဲ့လိုမျိုး leadership role ပေါ့နော်ကိုလက်ကိုချေလုပ်နေတဲ့အလုံးမှန်တည်းများကိုဝါသနာပါပါနဲ့ကိုစိတ်ထဲမှာ passionately စိတ်ထဲမှာနှစ်ပြီးလုပ်တဲ့အလုပ်ကိစ္စမှန်တည်းများကဒီတစ်ပတ်ကာလအတွင်းမှာအထင်ကောင်းမရှိပဲအဆင်ပြေသွားလိမ့်မယ်ပျော်ရွှင်ရလိမ့်မယ် you're going to be happy and then that you, your confidence level will be so high အဲ့တော့ leo เนาะ โอเคငါလုံနိုင်တယ်ကြီးစန်းငါလုံနိုင်မှာလားဆိုပြီးပျော်လဲပျော်ရွှင်ရမယ်အမြူးစ်လဲဖြေးရမယ်ကိုလုံနေတဲ့အလုံးနဲ့ပတ်သက်ပြီးတော့ positive reinforcement ပေါ့ထပ်ပြီးထက်ထက်ခါထက်ခါထက်ထက်ပြီးတော့လှုပ်ချင်တာပေါ့เนาะအဲအဲ့လိုမျိုး positive reinforcement လေးလေရဖို့ရှိတယ်လီယိုတွေအတွက်ရတဲ့တပတ်ကတော့တော်လီကောင်းတယ်ဇူလိုင်အဖွင့်လေးကိုလှလှလေးစလိုက်ပြီပေါ့เนาะ all right next sign သွားမယ်เนาะ virgo ကံရာတီ တော့ Vago လေးတွေအတွက် message ကြည့်မယ်။ It's gonna be a week. Thank you so much. One more card. လောက်စီရာလုပ်ငန်းအသစ်တွေလောက်စီရာအလုပ်ကိစ္စအသစ်တွေပေါ်ပေါက်မရတဲ့တပတ်ဖြစ်တယ်။တပြိုင်နက်တည်းမှာပဲ Vagory အတွက် တချို့ကိစ္စလေးဒီကိုလှုပ်ချင်တာကိုလှုပ်ခွင့်မရတဲ့အရာလေးတွေကျွန်တော်ဘူးရှိနော်ကိုကဒီနေရာကိုသွားကျင်တယ်သွားလို့မရသေးဘူးသွားဖို့အတွက်အဆင်မပြေဘူး document တွေလိုသေးရဲ့ passport က ready မဖြစ်သေးဘူးနော်တခုခုဟာကိုကို တားမြစ်ပိတ်ပင်ထားတယ်မတရားသဖြင့်တားဆီးခံထားရတဲ့ energy တွေတခုကိုတွေးရပါတယ်ဒါကအပြောင်းရွှေ့တခုတည်းမဟုတ်ဘူးဘာကိုဒီအလုံးနဲ့ဆက်ဆက်ပြီးတော့လဖြစ်နေတယ်ကိုယ့်ရဲ့အလုံး work environment က college တွေအထက်အောက်ဆက်ဆံရေးဒါကဒါတွေနဲ့ဆက်ဆက်ပြီးတော့ အလုံးလုံးတဲ့နေရာမှာပြောဆိုဆက်ဆံတဲ့နေရာမှာသတိထားဖို့လိုအပ်ပါတယ်เนาะပြဿနာကိုယ်စီပဲထိုးချတာမျိုးတွေဖြစ်တတ်တယ်เนาะအလုံးလုံးမနေဘူးအိမ်မှာပဲနေနေရဲ့ vulgar အိမ်လုံးပဲလုံနေရဲ့ဆိုလို့ရှိရင်လေခုနပြောသလိုအလုံးထွက်လုံချင်းတယ်စီးပွားရေးတစ်ခုခုလုံချင်းတယ် corporate တစ်ခုခုပြန်ဝင်ချင်းတယ်ဝင်လို့မရဘူး life ကငါ့အတွက်မတရားလိုက်တာဆိုရယ်ခံစားချက်မျိုးပေါ့နော် something like a feel and fair for everything เนาะအဲ့တော့ ဘယ်ရမဆိုပေါ့နော်ကို့အတွက်ကမတရားဘူးတဖက်ဆောင်နေနိုင်တယ်လို့ခံစားရတဲ့စိတ် ကြီးကြီးဆိုးလိမ့်မယ်ဒီဇူလိုင်တရက်နေ့ကနေ၈ရက်နေ့မှာ Vergoria နော်ဒါပေမဲ့ out of the blue ပေါ့နော်ဒီလိုမျိုးဖြစ်နေတဲ့ကာလဒီလိုမျိုးဖြစ်နေတဲ့ဂျားတဲ့ကိုကလှုပ်เสียအလုပ်တစ်ခုပေါ်လာဖို့ရှိတယ်အလုပ်ရှာနေတဲ့သူတွေအလုပ်ရနိုင်တယ်လို့လီကိုမြင်တယ် okay that's a message for Virgo All right, Leo first part BB, our second part go same, second part yeah. Libra are two yadi ba, no? To read a message to you, July 1st to 8th. Thank you so much. One more cup, please. Person le ya me we can let them. Libra ri utu ye do to le. တော်တော်လေးတော်တော်လေးတော်တော်လေးသုံးမလောက်ဖြစ်တာပေါ့ရတာတော့ရနေတာပဲဒါပေမဲ့အဝင်အထွက်ကမမြတာတခုခုဆိုလို့ရှိရင်လေသုံးမယ်ဆိုလို့ရှိရင်လေအချီကြီးကုန်မဲ့ဟာမျိုးဖြစ်နေတာမျိုးတို့ရတာကအကုန်လုံးကုန်လို့ညီပါဖြစ်တော့မဲ့အနေထားမျိုးပေါ့နော်အရာရာဟာချင့်ချင်သုံးဆွဲနေရတယ်ဝင်ဝင်နဲ့ထွက်ဝင်ကိုမျှအောင်အမြဲတမ်း balance လုပ်နေရတဲ့ energy လေးတခုရတယ်ဒါဇူလိုင်၁ရက်နေ့ကနေ၈ရက်နေ့မှာနော်ဒီဘက်တာကာလာအတွင်းမှာချင်းငွေကိစ္စရပါလို့လို့ကောင်းတယ် ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘာလုပ်ပဲလုပ်လို့ပတ်စံချီးတာပေါ့အကူညီတောင်းတာပေါ့နော်ဒါလေးလို့လို့ဒီလုပ်ငန်းလေးထဲမှာ invest လုပ်ချင်လို့ဘယ်လောက်သိန်း90လိုတယ်အဲဒီလိုပေါ့ပတ်စံချီးတာလုံးချီးတာအကူညီတောင်းတာလိုအပ်တဲ့အကူအညီလေးတွေလည်းရဖို့ရှိတယ်နော်ကိုယ့်အနေကိုဝင်တာမျိုးဆိုလို့ထင်တယ်မလောက်ဘူးရတော့ရနေရဒါမှခုနပြောသူစဉ်းစားချင်းချင်းနဲ့ကိုယ်မှာ300တခုရှိနေတော့အဲ့ဒါကိုဖယ်ထားရတာမျိုး နော် Libra ရဲ့ energy อ่ะเนาะအဲ့တော့စီးင်းနေလို့ပြီးတိုင်ပတ်နေမလားတော့မသိเนาะ Okay အဲ့တော့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းအလုံးနှစ်ခုနှစ်ခုလောက်ပြီးတော့ဖြာများတာမျိုးလေးကြီးလဲကြုံရတဲ့ Libra เนาะ so okay that will be the message for this week for Libra all right အဲ့ Libra ရီ PB okay Scorpio လာပြိဿာကြီးတွေ့ချင်မယ်เนาะ Scorpio summarizing what's gonna be your week for Scorpio for coming July 1st to 8th? Thank you so much. One more cup, please. energy ကိုစပြီးတော့တွေးလိုက်တဲ့အချိန်မှာလေရောဘာလို့မြင်လဲဆိုတော့စီးရင်နေအတွက်စီးရင်နေတိုင်ပတ်စီးရင်နေလှုပ်ရှုပ်ဈေးတက်အတွက်နေတဲ့ Scorpio Ancient Ancient မာကြီးတွေ Ancient Ancient မာလူပြိုလူလွတ်တွေအကုန်ပါတယ် အလုတ်ဒီများပါလိမ့်မယ်အလုတ်ဒီဟာဈေးဆက်နေပါလိမ့်မယ်တနားရီလောက်ပဲနားရတာမျိုးပေါ့တနားရီလောက်ဒီနောက်တစ်ခါအလုတ်ကထက်လို့ပြန်ပြောအောင်နောက်တစ်ခါအလုတ်ကပေါ်လာပြန်ပြီးနော်စီးရင်စီးရရင်တိုင်ပတ်တက်တယ်ဝင်ဝင်ထွက်ငယ်စီးရင်လောက်ရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်စကော်ပီယိုရီနောက်ဒီတပတ်တာကာလာအတွင်းမှာစကော်ပီယိုရီဆုံးဖြတ်ချက်တွေဝေဝါးတက်တယ်လှုပ်ချတဲ့နာမလှုပ်ချဘဲနဲ့ ီဟာလို့ဒီဟာလို့လှုပ်ချင်တယ်ဟိုကလှုပ်ချင်တယ်ဟိုကရွေးရမလားဒီဟာရွေးရမလားအမြဲတမ်းကိစ္စနှစ်ခုတပြိုင်တည်းတည်းပေါ်တက်တယ် this is a morning libra ဘယ်ဟာကိုရွေးရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့တိုင်ပတ်တက်ပါငါဘယ်ဟာကိုလှုပ်ချပြီးဘယ်ဟာကိုရှေ့ဆက်ရမလဲဘယ်အလုပ်ကိုလုပ်ရမလဲအဲ့ဒါလေလီယိုခန်စားတာပစ္စည်းလေးဝယ်တာလည်းဖြစ်နိုင်တယ်တလားခန်စားရတယ်ဆိုတော့ terror ဆိုတာထားပဲခန်စားရတယ်လို့ခေါင်းထဲမှာပေါ်လာရင်နားထဲမှာကြားရဆိုတာလကားမဟုတ် that's a channeling okay အဲ့တော့ ဒီ terror မှာပေါ်တဲ့ကတ်လေးရဲ့နမိတ်ကလေးကိုပဲဖတ်တာ that's not a terror okay ဒီဒီဟာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ page မှာအများကြီးပြောပါအောင်မယ်ပေါ့နော် all right အဲ့တော့ PC လေးတစ်ခုဝယ်တယ်ဆိုလို့ရှိရင်ဒီဟာဟိုဟာလဲလိုချင်တယ်ဒီဟာလဲယူရင်အဲမပြတ်မသားဖြစ်တာပေါ့နော်အဲ PC ဝယ်တာမျိုးအဲ့ဟာမျိုး message လေးရတယ်ဒီလားနောက်ခုစလုံးလိုချင်တယ်နောက်ခုစလုံးလိုချင်တော့လည်းမရဘူးရဲ့နော်ဒါပေမဲ့တစ်ခုရှိရတယ်လားအဲ့လိုပစ္စည်းယူတာတို့ဆုံးဖြတ်ချက်နှစ်ခုနော်ချရတာမျိုးဆိုတစ်ခုက တခູ່ကလေအဲတော်တော်မကောင်းတခູ່ကတော်တော်မကောင်းเนาะဥမာ PC phone ဆိုလို့ရှိရင်လေဥမာထားပါတော့ပေါ့မျိုးစားတူ iPhone 16ပေါ့ okay ပန်းရောင်လေးနဲ့အနဲ့ရောင်လေးပဲဟာယူကောင်းလည်းမသိဘူးအာပန်းရောင်လေးကိုချက်အနဲ့ရောင်လေးချက်ဒါပေမဲ့လေအဲ့နှစ်ခုမှာတခູ່ကပစ္စည်းအပြတ်ပါတယ်အနာအဆာပါတယ်တတိချာအဲ့ iPhone နဲ့ example ပြရအောင်เนาะတခြားဟာကြီးလည်းဖြစ်နိုင်တယ် Scorpio တွေ okay တခြားပစ္စည်းကိုမှဝယ်ဖို့ကိစ္စ နော်စူပါမားကတ်တို့အပြင်တို့သွားတို့ပေါ်လာပြီဆိုလို့ရှိရင်ဒီ message ကိုတတိရပါတေချာရွေးပါတခုမှအပြတ်ပါတယ်အနာပါတယ်နော် okay အဲ့တော့ကောင်းတဲ့ဟာလေးကိုရွေးချယ်နိုင်ပါစီပေါ့နော်ဒါပေမဲ့ life နဲ့ပတ်သက်တဲ့ decision ကြီးကြီးမားမားချတာမျိုးဆိုတော့တတိထားဒါမျိုးဆိုလို့ရှိရင်တော့ Leo နဲ့ concert လုပ်ကြည့်ပေါ့နော်။ဟိုပစ္စည်းလေးတွေဘာလေးတွေဝယ်တာပြဿနာမရှိဘူးလေနော်။ All right. Okay, Leo next sign Sagittarius ကိုသွားမယ်ဒီနေ့ အဲ့တော့ဓနုလေးတွေအတွက် July 1st to 8th ရဲ့ energy ကိုကြည့်မှာနော် Sagittarius one more card please very beautiful ပါ Sag 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 စိတ်ရှိဒီခံလမ်းကြောင်းမှာမောရံမော်တော်ကား Sagittarius စိတ်ရှိရမယ်ဒီတစ်ပတ်တာကာလအတွင်းမှာဘာသာရေးလှုပ်ဖြစ်လိမ့်မယ် လုပ်ငန်းနဲ့ပတ်သက်တဲ့အသိပညာအတတ်ပညာအသစ်တွေတိုးပွားလာဖို့ရှိပါတယ်အထူးသဖြင့်ဘာသာစကားလေ့ကျင့်တာမျိုးတို့နော် skill ပိုင်းဆိုင်ရာကို တက်ကျွမ်းပြီးတာ skill တွေကိုထပ်ဆောင်ပြီးတော့ထက်ကျင့်ရတာမျိုးတို့ upgrade လုပ်ရတာမျိုးတို့ဒါမျိုးလေးကြုံရတတ်ပါတယ် sagittarius ဒီတစ်ပတ်တာကာလတို့မှာစိတ်ထွက်ပေါက်ပိတ်နေတတ်ပါတယ်ဘယ်မှလည်းမရောက်ဘူးအမြဲတမ်းလုံးလုံးနေကျင်တဲ့ sagittarius တွေပဲခီးမှလည်းမရောက်ဘူးရောငါဘဲမှလည်းမသွားဖြစ်ဘူးရောဆိုရယ်စိတ်တွေကြီးစိုးနေလိမ့်မယ် အဲကိုယ့်ရဲ့စိတ်ကိုလွတ်ချလိုက်မှာကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့စိတ်ကလွတ်လပ်နေတဲ့၍ကိုယ်ကဘယ်သူမှချုံနှောင်လို့မရဘူးတဲ့နော်အဲအဲ့ဒီ message က sensitivity စီအတွက် message ပဲဒီဘက်တာကလာတွေ့မှာအဲ့တော့စိတ်ရှိပါတိခန့်မှာတရားမင်းများထိုင်ဒီတပတ်တာကလာတွေ့မှာတရားထိုင်မှာတရားထိုင်တာအရင်ကောင်းတယ်တရားထိုင်စိတ်ငြိမ်မဲ့ practice meditation practice စိတ်ငြိမ်တယ်ဘယ်သူမှကိုယ်ကပဒီစိတ်မှစိတ်ငြိမ်နေဆိုပဒီစိတ်ပေါ့နော်ဆိုတော့ပဒီစိတ်တာကတော့ဝိပဿနာတော့မဟုတ်ဘူး is a form of tamatha ပဲအဲ့တော့ချိန်တာလို့လို့ရတယ်နော်ချိန်တာလို့လို့ရတယ်အခုခုနပြောသလိုလေချက်ချင်းကိုကနှိမ့်မှန်သွားမှလဲမုံနှိမ့်မှန်ရောက်ဖို့ဆိုတာပါရမီရလဲလို့ဒီအမက်ဒီတေးရှင်းနဲ့မကိုက်ဘူး CIA ပတိစိတ်တာပဲအာသန်နဲ့စိတ်ပါအဓိကပတိစိတ်တဲ့ချင်းမှာလောဘစိတ်မဖြစ်ပဲနဲ့စိတ်ကိုပုံမှန်လေးအေးအေးလေးနဲ့တကယ်ကိုစိတ်စုစည်းနိုင်တဲ့အခြေအနေမျိုးတိဖြစ်နိုင်တယ်ဖြစ်တယ်ဆိုလို့ရှင်တော့စိတ်ပေါ့နော်အဲအဲ့လိုဟာမျိုးလေးလောက်ပါလို့အကြံပေးခြင်းနဲ့ Sagittarius okay all right Capricorn ကိုကြည့်မယ် Makara Capricorn what's going to be your week for coming July 1st to 8 Thank you so much one more card please Capricorn ရတော့ချင်းပေါ်ရင်စင်တော်ကောက်ဆိုသလိုပဲဒီတပတ်တာကာလအတွင်းမှာကိုဖြစ်ချင်တဲ့ကိစ္စတွေဖြစ်မြောက်ပြီးတော့ you will get satisfaction you will get self esteem oh my gosh nga လုံနိုင်တယ်တွေ့လားအဲအဲ့လိုမျိုးเนาะမိသားစုကံတော်တော်တက်နေရအောင်ပြရတယ် Capricorn နေเนาะမိသားစုရေးရနဲ့ပတ်သက်ပြီးကိုလှုပ်ပေးခြင်းတဲ့အရာလေးပေါ့ကိုကိုရဲ့မိသားစုပေါ်မှာကိုလှုပ်ပေးခြင်းတဲ့အရာလေးတွေလှုပ်ဖြစ်သွားတာမျိုးเนาะကိုရဲ့အိမ်နဲ့ဆက်ဆက်တယ်ကိုရဲ့ family life နဲ့ဆက်ဆက်တာ ਉਹ အဲလီကိုတွေ့ရတယ်ပေါ့เนาะဒီတပတ်တာကာလာအတွင်းမှာကို့အပေါ့เนาะကို့ကိုတဲ့ ကောင်းမွန်တဲ့လမ်းနီးပေးလမ်းပြလှုပ်ပေးမဲ့သူတော်ကောင်းတွေနဲ့တွေ့ရတတ်ပါတယ်တဲ့အဲ့ဒီသူတော်ကောင်းတွေဟာဒီဘာသာရေးနဲ့ဆက်ဆက်တဲ့ပုံကူမျိုးမှာဖုံးကြီးတို့သီလရှင်တို့ဒီလိုမျိုးလေးဖြစ်နေတယ်လို့လူပုဂ္ဂိုလ်တွေကလည်းဖြစ်နေတယ်လူပုဂ္ဂိုလ်တွေကဆိုလို့ရှိရင်အင်မတန်မှဘာသာရေးကိုင်းရှမ်းပြီးတော့စိတ်เนาะစိတ်တက်ခွန်အားပြင်းထန်တဲ့သူစိတ်စွမ်းရင်ရှိတဲ့သူမျိုးစိတ်ဝိညာဉ်စွမ်းရင်ရှိတဲ့လူเนาะ mentality strong ဖြစ်တဲ့လူ spiritual strong ဖြစ်တဲ့သူမျိုးတွေနဲ့ Capricorn တွေတွေ့ရဖို့ရှိပါတယ်သူစီအကြဉာဏ်ကောင်းတွေလည်းရဖို့ရှိပါတယ် โอเคနော်နောက်ဒီဒီမက်တာကာလာအတွင်းမှာဘေကိဆမ်ဆိုဆောင်ရွက်တဲ့နေရာမှာလူလူဝဝတူတူတိတ်တိတ်နဲ့လှုပ်ဆောင်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်လူတွေကိုရှောက်ပြောတာထက်လူတွေကိုချပြတာထက်လူတွေကိုကြွားဝါတာထက်ဆက်လို့ရှင်ကိုလှုပ်ဆောင်ရှိရဲ့ plan လေးကိုတိတ်တဆိတ်လေးလှုပ်ဆောင်ပြီးရောအကောင့်ထဲပေါ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်တဲ့နော်ဒါ Capricorn ရဲ့ရဲ့တဲ့ပဲဖြစ်တယ် All right. Next sign Aquarius Fongyadi What's gonna be your week for coming July? First to eight Aquarius. Thank you so much. One more card. Aquarius. Mutsuini <coughs> of the blue. စုကြီးလေးရ reward ရတဲ့ချီးကျူးခံရတာချီးမွမ်းခံရတဲ့ပတ်စံလေးတွေဝင်လာတာမျိုးတွေကြုံရနိုင်ပါတယ်တချို့ aquarius တွေထင်မှတ်မထားဘဲနဲ့အခြေခံတက်သွားတာမျိုးတို့ခြေင်းနဲ့ပတ်သက်ပြီးတော့မိထားတာကြာပြီးပြန်ပြီးတော့ excite ဖြစ်တာပေါ့နော်ကိုယ့်ရဲ့အခြေစိတ်တွေကိုလှုပ်ရှားလာအောင်လှုပ်ပေးမဲ့အခြေအနေမျိုးလူလဲဖြစ်နိုင်တယ်လူပုဂ္ဂိုလ်လဲဖြစ်နိုင်တယ်အခြေအနေမျိုးအခြေအနေဆွေးနွေးနေရမှာလေဥပမာဇလန်းကြည့်လိုက်တယ်ပေါ့ drama ကားလေးတစ်ခါကိုကြည့်လိုက်တယ်ပေါ့ romance ကားလေးတစ်ခါကိုကြည့်လိုက်တယ်ပေါ့အဲအဲ့လိုမျိုးလဲဖြစ်နိုင်တယ်နော် အချိန်နေတော့ကိုယ်စိတ်လှုပ်ရှားအောင် လုပ်ပြီးနဲ့လူပုတ်ကိုဆိုတော့ကောင်းတာပေါ့ဒီလူတခါတည်းကြိုက်မလားစဉ်းစားပေါ့နော်အချိန်မှာအဲ့လိုလှုပ်ခတ်တာလေးတွေ့ရတတ်ပါတယ်လုံးနဲ့ပတ်သက်လို့ရှိရင်တော့စူဂျေးတို့ထင်မှတ်မထားဘဲနဲ့ reward ရတာစုရတာ price ရတာเนาะ nomination ပါသွားတယ် promotion တ nomination ပါသွားတယ်ဒီလိုမျိုးလေးတွေဖြစ်တတ်ပါတယ်တဲ့เนาะอืมအဲ့တော့ cap um aquarius တွေလीအဲ့တော့ ခုနပြောနေဘက်မှာဆိုတော့တက်တက်ကြွကြွနဲ့အလုပ်တွေလုပ်နိုင်ညဘက်ကြလို့ရှိရင်မှုချွင်းနေဖြစ်ဒီကောင်ထဲမှာရဲ့ message က insert ဖြစ်တယ်လို့ဖြစ်မှာဆိုလို့မပြောတော့ဘူးเนาะမနေ့ကျတော့အကောင်ညဘက်ကျတော့အမှစိတ်ဒီဆင်းရဲပြီးတော့စိတ်ဆင်းရဲဆိုရင်လည်း depression ဝင်တယ်လို့ဘာလို့ဖြစ်တာမျိုးပေါ့เนาะအဲအဲ့လိုမျိုး mood swing ဖြစ်တတ်တယ် mood disorder လေးကိုတွေ့ရတယ်ပေါ့เนาะ aquarius တွေ alright အဲ့တော့ဒီ debater ကလာအတွင်း message ပေါ့เนาะဒါ aquarius alright And then the Pisces. The last sign is the Pisces. Salmon rising. Pisces, the year week, which you more cut, please. Wow, 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 wow. Yang Gao Niu. No. ်ပိုက်စစ်တီတဲ့ကိုယ့်ရဲ့ခိုးလုံရာနေထိုင်ရာဘဝလေးတစ်ခုအတွက်ကိုဝေကုန်ကြေးကြများနိုင်တယ်ပတ်စံနေလဲရနိုင်တယ်ပတ်စံနေလဲကုံသွားနိုင်တယ်အရန်ကောင်းသောပတ်စံကုံပတ်စံကုံနဲ့ကျွဲနေရမှာမဟိုမလိုအပ်ပဲနဲ့အလဟတ်တက်ကုံသွားမျိုးမဟုတ်ပဲနဲ့တကယ်ကိုကိုယ့်ရဲ့အနာဂတ် future အတွက် invest လုပ်ရတဲ့သဘောမျိုးလေးတွေးရတယ်ပေါ့နော် invest လုပ်မဲ့နေရာလေးကိုတွေ့ရပါတယ်ချို့ Pisces ကြီးအိမ်ဆောင်နေရာတို့အိမ်ပြင်နေရာတို့အရန်ကောင်းတယ် ကိုရဲ့အိမ်မက်တရားမဝေးတော့ဘူးเนาะအနာကတ်ကအနီးနီးလေးမှာပဲလာပါတော့မင်းတဲ့เนาะဆိုတော့ကိုရင်အိုးပိုင်အိမ်ပိုင်လေးနဲ့နေရဘူးเนาะများလာပါပြီ chance တအားနီးလာပါပြီပေါ့เนาะအဲ့တော့ပစံဟာလေကုံသွားပြီမပြန်ပြေးမှာတဲ့လေကိုပြောနေเนาะပစံကုံသွားတော့စိတ်မညစ်နဲ့ကုံသွားပြီမပြန်ပြေးလိမ့်မယ် just use it ပါသုံးပါသုံးဆွဲဖို့ကိုမနှမျောနဲ့သုံးဆွဲပြစ်လိုက်ဖို့ကိုအဲဒါလိုအပ်တဲ့နေရာမှန်လဲကိုကတည်တယ်လीသုံးဆွဲပြစ်လိုက်ဖို့ကိုမနှမျောပါနဲ့ နောက်တချို့ကြီးကြတော့လည်းဒီ gadgets တွေပေါ့နော် electronic gadgets တွေ electronic ပစ္စည်းဖုန်းတို့ iPad တို့ computer laptop macbook something like that နိုင်အဲ့လိုမျိုး electronic gadgets တွေ appliances တွေနော်ဒါအိမ်သုံးဒါဒီကေတတာပါလည်းဖြစ်နိုင်တဲ့ TV တို့ပါလည်းဖြစ်နိုင်တဲ့အဲ့လို electronic appliances တွေအတွက်ပတ်စံကုန်တာမျိုးကြီးဂျုံရတယ်အရန်ကောင်းတဲ့ complete စီအဲ့ဒါကိုအတွက်ပဲကိုရဲ့ future အတွက်ပဲနော်အဲ့တော့ကောင်းသောငွေကြေးကုန်ဆုံးခြင်းမျိုး ဖြစ်ပါလိမ့်မယ် PCC ရဲ့တဲ့ဘက်ကတော့ကမ္ဘာနဲ့ကုန်တဲ့အလျောက်ပတ်စံလဲပြန်ဝင်လာဖို့ရှိပါတယ်တဲ့နော် okay so အလောက်ကောင်ကောင်တန်နေရလို့လီရောတော့မြင်နေ okay wish you all the best pisces all right that's it for this week july 1st to 8 okay အဲ့တော့လီယိုခုတင်ဆက်ပေးသွားသည်အဲလာမယ့် july 10ရက်နေ့ကနေ10ရက်နေ့ july လအဖွင့်လေးအတွက်ပေါ့နော် zodiac ဒါ weekly zodiac ရာသီပွားတပတ်တာသတင်းစကားရီးဒင်းလေးဖြစ်ပါတယ် I hope you enjoy it and I hope all the messages will be resonate with each of you who are watching this video okay အဲ့တော့လီယိုရဲ့ဒီဗီဒီယိုကလစ်လို့ထုံးစံတိုင်းပေါ့နော်လီယိုရဲ့ YouTube channel နဲ့ Facebook page မှာလီယိုတင်ဆက်ပြီးမှဖြစ်ပါတယ်လီယိုကိုချစ်ခင်တဲ့နှစ်သက်တဲ့ support လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လီယိုရဲ့ YouTube channel လေးဖြစ်တဲ့ Soul of Rio Tero YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မိပါနဲ့နော် All right လီယို personal consultation နဲ့ပတ်သက်ပြီးတော့အသေးစိတ် ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့လီယိုနဲ့ဂျေးချီယာကိစ္စရေပေါ့နော်ဆွေးနွေးမြင်းမြန်းခြင်းနဲ့ဆိုလို့ရှိရင်တော့ UC မှာ Venus package ရှိပါတယ်အလောက်ကန်ကိစ္စငွေကြေးကိစ္စစီးပွားရေးကိစ္စနဲ့နိုင်ငံခြားထွက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မြင်းမြန်းဆွေးနွေးလိုတယ်ဆိုလို့ရှိရင်တော့ UC မှာ Wall package ရှိပါတယ်အဲ့လီယိုကဒီတေရောကတ်ဒီအော်ရီကယ်ကတ်တင်နဲ့မိဖက်ပြီးတော့ကန်ဂျမာဟော့ကင်းထုတ်တာမဟုတ်ပါဘူး။အက်စထရိုလော်ဂျီလို့ခေါ်တဲ့နက္ခတ္တဗေဒအဟောနဲ့တုံးသက်ပြီးတော့ မိမိရဲ့ဘဝတစ်ခုလုံးစာအတွက် blueprint ကိုလည်းလျော်ရေးဆွဲပေးပါတယ်။ဒါအရော soul mission package ရှိပါတယ်။ soul mission package ကတော့မိဘဝမှာလမ်းပြောင်းနေတဲ့သူတွေတဘဝလုံးစာမှာဘယ်လောက်ကအကျိုးပေးမှာလဲဘယ်လိုမျိုးမိမိဘဝနေထိုင်သွားမှာလဲမိမိဘဝရဲ့ destiny ဖြစ်တည်မှုတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ယူလို့ရတယ်။မွေးဖွားချိန်အတိအကျသိဖို့လိုရပါတယ်။ July 6နောက်ပိုင်းမှလေကိုတန်းစီပြီးတော့ပြန်ဖတ်ပေးနိုင်မှာဖြစ်ပါတယ်။အဲ့တော့ package ကိုစိတ်ဝင်စားရဆိုလို့ရှိရင်ဒီ Facebook page messenger ကနေတဆင့်ပေါ့နော် booking တင်ထားလို့ရပါတယ်။ နောက်တစ်ခုလေးကို psychotherapy ကောင်းစင်းလုပ်ပြီးတဲ့ package တွေတခုရှိပါတယ်မိမိရဲ့စိတ်ဓာတ်ရာတွေကိုလွတ်ချချင်တာပဲဖြစ်ဖြစ်ရင်းဖွင့်ချင်တာပဲဖြစ်ဖြစ်စိတ်ထွက်ပေါက်ပိတ်နေရမွန်းကျက်နေရလို့ခံစားနေရဆိုလို့ရှင်မျိုးစီမှာစိတ်ထွက်ပေါက်လေးလာဖွင့်လို့ရရပေါ့နော်အဲ့ဒါဒီ package လေးကတော့ anchor တက်ကျွန်တော်လေးရဲ့ package လေးဖြစ်ပါတယ်ဒီလေးကို2025ယခုနှစ်မှစပြီးတော့ launch လုပ်ထားတဲ့ package အသစ်လေးဖြစ်တယ်ပေါ့နော်တခြားတခြားသော package အသေးစိတ်ဒီနဲ့လီယိုနဲ့ booking appointment လေးယူခြင်းနဲ့ဆိုလို့ရှင်တော့လီယိုရဲ့ facebook Messenger chatbox ကနေစဉ်စုံစမ်းမေးမြန်းပြီးတော့ booking appointment လေးတွေယူလို့ရပါတယ်။နောက်တစ်ခုက Leo Spiritual Counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဒီယိုဖုန်း consultation audio call consultation video call consultation မှာလောက်ပါတယ် messenger ကနေစာ type ပြက်ပြီးတော့ hobby လေးမရှိပါဘူးเนาะ emergency voice me ပို့တဲ့ package တစ်ခုပဲ yes no အသွင်ကြည့်ပေးတဲ့ဟာမျိုးကတော့ဒီ voice me လေးပို့တယ်ကြံတဲ့ဟာတွေကတော့ဒီဖုန်း consultation မှာဟောတာဖြစ်ပါတယ် ်နောက်တစ်ခုကလေလီယိုမြင့်တာရဲ့ခန့်ကျင်တာပေါ့နော်ခုနောက်ပိုင်းမှာလီယို admin တွေရောလီယိုပေါ့နော်သတိထားမိတာပေါ့နော် package လေးတွေလာယူရတဲ့အခါမှာ respect တခုတော့ရှိစေချင်တယ်ပေါ့နော်အဲ respect ရဲ့နေရာမှာအရင်ကြီးယိုကျိုးအောက်ကျိုးပြီးတော့အဖြစ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးเนาะအဲ့တော့ဟိုလာပြီးတော့စုံစမ်းတဲ့အခါမှာတချို့တွေပေါ့နော်ဒီတုံးတာအုံနှုံးနေ impression တွေကတော်တော်လေးကိုအဆင်မပြေဘူး respect မရှိကြလေးတွေးရတယ်အဲ့ခါကျတော့ဒီဟို တခါတည်းစီကန်းထားရတယ်ပေါ့နော်အဲ့လိုမျိုး respect မရှိဘူးဆိုလို့ရှိရင်လီယိုစာလည်းမပြန်ပါဘူး reply လည်းမလုပ်ပါဘူးလီယို team ကိုလည်းလီယိုမှားထားပါတယ်နော်ဆိုတော့အဲ့လိုကြီးတစ်ခုပါအဲ့တော့လီယိုတို့ mutual respect နဲ့သွားမှသာအဆင်ပြေမှာပါနော်အဲ့တော့လီယိုက counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုတနင်္လာတော့တော့ positively နားလည်ပြီးကြည်ပြီးတယ်ဒါပေမဲ့တချို့တွေကကြတော့မရဘူးပေါ့နော် instinct ကိုကအစအဲဒီလိုမျိုး personality ဖြစ်နေတဲ့အခါကြတော့လေအဲဒါလေးကတော့ဒါ လီယိုဒီ information sharing လုပ်ရင်းနဲ့ message လေးတွေ့ရတဲ့ဟာလေးကိုပြောပြပြပြဖြစ်ပါတယ်။ Anyway ယခုတတိအားပေးနေကြတဲ့ fans တယောက်ချင်းစီ client တယောက်ချင်းစီတို့လေးကိုအထူးပဲကျေးဇူးတင်ရှင်ကြောင်းပြောကြရတယ်ပဲဒီတစ်ပတ်အတွက်အ weekly zodiac reading လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော်။ဒီကိုနောက်တစ်ပတ်မှာထပ်တွေ့ကြပါမယ်။ Have a nice day to you all and bye bye.